ားလုံးမင်္ဂလာပါခင်ဗျာယနေ့20ရက်ဇေလ2025ရက်နေ့မင်္ဂလာညညမှာစစ်သည်အနေအဖြင့်စကိုင်းတိုင်းဒေသကြီးရွှေဘုံနယ်နဲ့ဆက်ဆက်နေတဲ့စစ်သည်နေနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီးမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးကြပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ20ရက်ဇေလ2025ရက်နေ့က စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်အတွင်းမှာအကြမ်းဖက်တောင်းကျမ်းသူများခေါ်မှုမရှိစေရေးအတွက်နေမြင်ရှင်းလင်းတဲ့မြမတက်မတော်လုံချွေးတက်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းကျမ်းသူဗရက်အဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှာရန်သူဟာစုခွာတပစ်သွားခဲ့ပြီးတော့မိမိဘက်ကစစ်သည်နှုတ်မစိုးရင်ရဒဏ်ရာနှင်းငယ်ရရှိခဲ့ပြီးအကျိုးမြတ်ရလက်နေရခြင်းအကြမ်းဖက်တောင်းကျမ်းသူဗရက်ဒလောင်း ခင်အင်တာနက်ဒလက်ကြီးအိမ်ကြီးစံများတိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့အကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြတဲ့ TNL အဖွဲ့ကိုမြမတက်မတော်ကလေကြောင်းကနေဘုံကျဲရှင်းလင်းတုတ်တင်လိုက်တဲ့သတင်းလေးဖြစ်ပါတယ်ခင်ဗျာ20ရက်ဇင်လ2025ရက်နေ့ဒီနေ့မှာတော့အကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြတဲ့ TNL တအောင်ပလောင်များအခြေဆက်ရာ နန်းစံမြို့နယ်မငန်ရက်ွက်ကစာတင်ကျောင်းအနီးမှာရှိနေတဲ့ TNL တို့အခြေပြုရာဂိတ်ကိုမြမတက်မတော်လေနသားများကလေကျောင်းကနေဘုံကျဲရှင်းလင်းတုတ်တင်လိုက်ပါတယ်ဒီလိုဘုံကျဲရှင်းလင်းလိုက်တဲ့အတွက်အကျန်းဖက်တောင်းကျန်းသူအချို့အထီးကိုက်ဒဏ်ရာရတည်ဆုံးမှုများရှိသလို၎င်းတို့အခြေပြုရာကွမ်ဟဲရွာကတော့တစစီဖြစ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းလေးစားစွာဖြင့် တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့တပကကရင်ကွင်းအတွက်သတိတိုက်ရမယ့်စီးအခြေအနေသတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာတပကအသင့်ပြင်ကျင်ရင်ပြင်မပြင်ကျင်လဲနေပေါ့လေကရင်ကွင်းဘက်မှာပွဲတွေကတော့အတော်အသင့်ငြိမ်နေခဲ့တဲ့တပကကွင်းဘက်ကလည်းလက်တလုံးသတင်းထူးနဲ့အတူပြန်လှုပ်ခတ်လာပါတယ် တရင်သူတွေကဗာလဲဆိုတော့ဘကုတ်အရှိချမ်းငပွတ်တရင်ခွန်ရှိကိုစုံမနေမြေကရွာသားတွေကိုရိတ်ခါသုံးလကကျူစုထားဖို့မှာချထားတာရှိပါတယ်။စီရေးအရာရောနိုင်ငံရေးအရာပါဆုံးရှုံးခဲ့ရတဲ့ကရင်ခွင်အတွက်ဂုံတိတ်ကဆဲဖို့အနေနဲ့တပကဂွင်တဲကအင်အားနဲတဲ့တက်စကန်တွေကိုဝင်တိုက်မလား။ဒါမှမဟုတ်ကရင်ခွေစီရင်ချုပ်ပြီးရင် တပကဂွင်တဲ့သူတို့ပဲအလှည့်ကြလာနိုင်လို့ချုပ်တင်ပြင်ဆင်ထားတဲ့အနေနဲ့ရွာသားတွေကိုရိတ်ကာစုဆောင်ခိုင်းထားတာလားတော့မသိပါဘူးရွေးကောင်ဘွဲကလည်းနီလာလို့ငပွေးတို့ထုံးစံအတိုင်းလုံနေကြပြီဖြစ်တဲ့ပြပြေးဘုံခွဲမိုင်းထောင်စတဲ့အပြည့်အမောက်လုပ်ငန်းတွေလည်းတခုမဟုတ်တခုလှုပ်လာနိုင်တာအသေးချပါရန်သူကအတင်သေးပေါ်ဆမိရင်တော့ခံရမှာပါပဲတချို့တက်တွေကြတော့လေလုံုံကြီးအထူးသတိရှိတာတွေ့ရပါတယ် အခုကရေကဂင်းမုံတွေထုတ်ပြီးအသင့်ပြင်ထားတာတွေ့ရပါတယ်မိမိဘက်ကတက်စကန်ဂင်းစကန်ဂိတ်စကန်အားလုံးဒီလာမဲ့ရွေးကော်ပွဲကာလအတွင်းအထူးတက်လန့်ထားဖို့လိုပါတယ်တပ်ပါကအသင့်ပြင်ထားဖို့ဗျာမင်းနေလို့ပါနောက်ထပ်ကြားရတဲ့အတွင်းသတင်းအချို့ပြောရရင်တပ်ပါကဂွင်တဲကဗရက်တော်တော်များများ ကရင်ဂွင်ဘက်စစ်ကူသွားနေရလို့အချို့ဗရက်ယွာတွေမှာအဆောင်လောက်သာကြန့်ရှိပြီး တချို့ရွာတွေဆိုပရက်တကောင်းမှမရှိတော့ဘူးလို့သိရပါတယ်အိမ်ပြန်မှပြန်လာနိုင်ကြအောင်ပါမလားဘယ်နှယောက်တောင်များလွတ်မြောက်နေမြေကို ရောက်သွားကုန်ပြီလဲဆိုတာကတော့စဉ်းစားเสียဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာမင်းလမ်းပန်းထဲမှာတော့တမတော်ရဲ့စနိုက်ပါကြောက်ပြီးတော့သူများတွေကာပြီးခံစစ်ပြင်နေတယ်လို့ဆိုပါတယ်မြေဆက်မှာပြေးဖို့လေကြီးတစည်းသာရှိနေတဲ့အတွက်တကယ်ပြေးရင် ခေါင်းပေါင်းပိုင်းအတွက်သီးသန့်စီစဉ်ထားပြီးသားလို့သိရပါတယ်ဗရတ်ရွေအကုံနောက်ဆုံးသတိကံပြစ်မဲ့သဘောမြင်နေရပါတယ်အစိုးဆုံးကတော့မွေးစည်းကိုအလျင်မဲ့သုံးစီပြီးဗရတ်မန္တမယကိုခန်းစစ်ဇုံတဲ့စိတ်တက်ကြွအောင် ထိုးကျွေးပြစ်လိုက်မယ်လို့ခံမှန်းရပါတယ်တမ်ဘရောရဲ့စနိုက်ပါက အမဲ့ချွေသမီးကခံနေရတဲ့အတွက်နောက်ဆုံးနေစမင်းမင်းလက်ပံရွာကြီးကတော့ လက်စစည်းမို့လို့လက်နေကြီးပြစ်ချဖို့ထိနေရတာကို ခွင်ကောင်းယူပြီးဆက်လက်ခံစစ်ပြင်နေတာဖြစ်ပါတယ်။မနေ့မနေ့ကဆွဲတော်ကုန်းအ धिक ကုန်းကိုလည်းတမတော်ဘက်ကတည်ယူထားနိုင်ပြီးမို့မင်းလက်ပံဟာအချိန်မီခြေမွပြစ်လို့ရတဲ့အနေအထားဖြစ်ပါတယ်။ဖြစ်စေချင်တာကတော့မင်းလက်ပံခံစစ်တပွဲလုံးအလင်းဝင်လိုက်စီလို့မိတာပါ။စစ်တိုက်ပြီးခဲ့ကြပါပြီ။အကျိုးမဲ့ထက်မစရေပါပဲ။မစရေစီခြင်းပါ။ အလင်းဝင်လိုက်တာမျိုးပဲ ဖြစ်စေခြင်းမိပါတယ်။မယွင်းရဆံရမဲ့အချိန်မဟုတ်တော့ပါဘူး။ခတ်နေတာကဗမာဗရက်လေးတွေကို အဆုံးထိထိုးကျွေးသွားမဲ့သဘောဖြစ်နေတာကို တွေ့နေရတာပါ။မြောက်ရီကောဂရိတ်ကျုံတို့အရှာလမ်းမကြီးပွင့်သွားရင်ကရင်လေးဘွဲ့ဘာလို့စားမလဲ။ပိမိနေတဲ့ဗရက်တွေအလင်းဝင်ခဲ့ရင်တရောင်းစမ်းသုံးပွဲတဲ့ဝင်လာနိုင်ပါတယ်။အစကတော့ BGA GNA DGB PC ထဲကိုအသွင်းအမျိုးစုံနဲ့ဝင်ရောက်ပြီးသားပါပြည်သူတယောက်အယက်သားလိုနေလို့မရဘူးရက်ွက်ထဲပြည်သူတွေလက်ချက်နဲ့တည်သွားပါလိမ့်မယ်တရောင်းစံသုံးဘွယ်တဲ့နေမှာသူလဲခွတ်တလုံးရဂိတ်မှာတောင်းစာကောက်စမ်းလို့ရမှာပါကရင်လေးဘွယ်လုံးကတရောင်းစာတွေပါပဲဈေးတို့ကားဂိတ်တို့မှာလိုက်တောင်းစာတာကမရှိလို့မလုံနိုင်မကင်နိုင်လို့တရောင်းစာဖြစ်ကြတာပါ အဲအဲ့ဒီလေးဘွယ်ကြတော့လွတ်လည်ရံပြီးကလေးကဒေါန်းစာမျိုးယိုမတောင်းစားရရင်နူလိမ့်မယ်ကျွန်တော်ငယ်စဉ်ကအုတ်ချင်းဘူရာမှာဒေါန်းစာကောင်မလေးကို တွေ့တယ်ခေါင်းခြုံထားပါတယ်နောက်ကြတော့ရှောက်သွားရင် အနောက်အုတ်ချင်းမှာတူနေတဲ့နေရာတွေ့ပါတယ်ချောမောတယ်ဒါပေမဲ့ရိုးရအရာမတောင်းဆိုင်ရင်နူမာတို့အနာကြီးယောဂါဆွဲမှာဆိုးလို့တလတစ်ကြိမ်တောင်းဆိုင်ရတယ်ဆိုတာသိလိုက်ရပါတယ် ထိုနည်း၎င်းမှာပဲကရင်လေးဝယ်ကလည်းမတောင်းဆရရင်သူတို့မိမတွေနဲ့သားသမီးတွေနူရာတို့အနာကြီးယောဂါတို့စွဲမှာကြောက်လို့တောင်းဆရမှာပါပဲတောင်းကို တောင်းရမှမျိုးယိုးရိုးရာဖြစ်သွားပါပြီကရင်တိုင်းရင်းသားတွေတရီထားရမှာကရင်သူရဲကောင်းအမိခံပြီးလူအထင်ကြီးအောင်လှူပြနေတဲ့သရောင်းစားဂိုင်းကြုံကြီးတွေကိုတရီထားရမှာပါကရင်သူရဲကောင်းဆိုပြီးသရောင်းစားကို ကိုးကွယ်နေတာမြင်နေရလို့ပါ ကရင်သူရဲကောင်းဆိုတာကရင်ပြည်သူတွေတည်ပြီးသားပါဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကရင်ပြည်နယ်ကေကေဘတ်ကြမ်းဖြန့်ကိစ္စတွေနဲ့ပတ်သက်နေတဲ့အရှုပ်တော်ပုံသတင်းလေးပဲဖြစ်ပါတယ်ခမ BGS စောချင်းသူဂိုင်ထားတာကတရုတ်လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းထားတဲ့ရွှေကုတ်ကိုမြို့သစ်စီမံကိန်းမှာ BGS ရုံးဆိုင်ရာနေရာဆိုပြီးလဲပြောနိုင်ပါတယ် သူကမြဝတီအထက်ဘက်မှာရှိတာပါ KK ဘက်ဆိုတာကမြဝတီမြို့အောက်ဘက်မှာရှိတာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ LK ကိုအခုတော့တက်မတော်သိမ့်ပိုက်ထားတဲ့ LK ကိုရဲ့အရှိတ်ဘက်ချမ်းထိုင်းမြန်မာနယ်စပ်မှာရှိတာပါအဲ့ဒီ KK ဘက်စီမံကိန်းကိုလှုပ်ဆောင်ရန်မူလီအလင်းကုမ္ပဏီနဲ့ Trans Asia International Holding Group Thailand ကုမ္ပဏီတို့အကြားကနေဦးလုတ်ကွက်အတော့ လုပ်ငန်းမြေငားရမ်းခြင်းသဘောတူညီမှုကို19ရက်ဖေဖော်ဝါရီ2020ခုနှစ်မှာလှုပ်ဆောင်ခဲ့ပြီးစာချုပ်ထဲမှာတော့မူလီအလင်းကုမ္ပဏီက KNU အဖွဲ့စည်းပိုင်ကုမ္ပဏီဟု ဖော်ပြထားပြီး Trans Asia International Holding Group Thailand မှာ Hawya International Holding Group ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်ပါတယ်၎င်းသဘောတူစာချုပ်မှာ ်မြေငါပေးမဲ့သူအပြစ်မူလီအလင်းဘမဇောဝင်းကျော်ဇောကျော်သူတို့ကလက်မှတ်ထိုးပြီးတော့ Trans Asia International Holding Group ဘမနိုင်ငံမှုစွမ်းကလက်မှတ်ထိုးခဲ့ပါတယ်ပြီးတော့မြေငါပေးသူ အသည့်သက်တည်များမှာတော့မူလီအလင်းဘကလက်ရှိ KNU ဥက္ကရာဘရိုဇော့ကွယ်ထူးဝင်းက KNU ဘန္နာရေးကော်မတီဘုံအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခင် KNU ကာဝေးဌာနတာဝန်ခံဘူမူကြီးစောရောဂျာခင်ကလည်း ကယန်ယူဘန်နာရေးကောမဒီဘော်အနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်စာချုပ်ပါငားရန်လိုသောမြေမာ စုစုပေါင်းဧကတရားကန်ရှိပြီးစာချုပ်ချုပ်တဲ့နေ့ကစ၍နှစ်30မြေငားရန်သဘောတူထားခဲ့ပါသည်တဲ့စာချုပ်ပါအချက်လဲရဆိုရင်တေကလျင်တစ်နှစ်ဘတ်3500နှုန်းနဲ့ဧကတရားအတွက်တစ်နှစ်လျင်ဘတ်3000ခွဲဖြစ်ပြီးတော့6လတစ်ကြိမ် ကသန်းခုနှစ်သိန်း9000ပေးချေပါမည်ဟုကတိပြုထားပါတယ်။ဒါအပြင်ဧကန်30အတွက်လုံခြုံရေးစောင့်ရှောက်ကတလရင်ဘတ်9သိန်းသတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျင်ဝန်းလာတာနဲ့အများလုံခြုံရေးဈေးတိုးမြင့်ပေးမည်ဟုလည်းကတိပြုထားပါတယ်။အဲ့ဒီနေရာကို လုံခြုံရေးအတွက်ကတော့ KNU ဘက်ကပေးရမှာပါ။ဆိုတော့ကေကေပကနေ KNU ဘူအတွက်တနစ်ကိုဘလောက်အထိအကျိုးမြတ်ရှာပေးနိုင်တဲ့လုပ်ငန်းဖြစ်မယ်ထင်ပါတယ်။ ဒီစာချုပ်မှာမြန်မာပြည်ရဲ့ဒီဇဲအစိုးရသဘောတူညီချက်မပါဘဲဒူပလာယာခရိုင်အတွင်းက KNU တပ်မှအုပ်ချုပ်သူတွေနဲ့ KNU ဘိုကပဲဦးစည်းဦးဆောင်ပြုပြီးဆောင်ရွက်ခဲ့တယ်ဆိုတာကိုသိပါလိမ့်မယ်။ရှင်းရတော့ကကျွန်တော်တို့ပြောခဲ့သလို တမ်မတော်နဲ့ရေရှည်တိုက်ပွဲကိုဆင်နွှဲခြင်းဤအခြေခံလိုအပ်ချက်တွေကနံပါတ်၁ဖြစ်တဲ့စီးပွားရေးနဲ့ထောက်ပံ့ရေးအခြေခံစနစ် economic and logistic base ကိုတူထောင်နိုင်မှရမယ်ဆိုတာလေးကိုမှတ်မိအောင်ပါပါ ပြောရရင် KK ပတ်ဆိုတာက GNU ဘိုးအတွက်စီးပွားရေးနဲ့ထောက်ပံ့ရေးအခြေခံစနစ်ပဲဖြစ်ပါတယ်။ဗဇက်သားမတယံပဲနေမြဲအတိုင်းနေမြဲနေခဲ့မယ်ဆိုရင် တနေ့တနေ့ကိုဒီလုပ်ငန်းကနေ KNU ဘိုးအတွက်ဘလောက်တောင်အကျိုးအမြတ်ရံပေးနိုင်လိမ့်မလဲအခုတော့ကြည့်ရတာကိုစကွက် သူများလက်ထဲပါတော့မဲ့ပုံမဲ့ဖြစ်တဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာအောင်နိုင်သူဇွဲကမီရေးသားတဲ့အမေရိကန်တွေရောဒေါ်လာရေးလောက်ကြအောင်မလားဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခမညာ အမေရိကန်မှာဆန္ဒတွေပြန့်နေကြပြန်ပါပြီကျွန်တော်စိတ်ဝင်စားမိတာက အမေရိကန်မှာဆန္ဒပြန့်နေတဲ့ဒီလူအုပ်စုကြီးကရောမြန်မာမှာလိုပဲတော်ခိုကြအောင်မလားမြန်မာမှာလိုပဲလက်နဲ့ဂိုင်ပြီးဒေါ်လာရေးလုံးကြအောင်မလားဆိုတာပါပဲစိတ်ချအမေရိကန်တွေဘယ်တော့မှတော်မခိုပါဘူးမြန်မာမှာလိုတိုင်းပြည်အနာဂတ်ကြီးဘယ်တော့မှလက်နဲ့ဂိုင်ကဒေါ်လာရေးလုံးကြမှာမဟုတ်ပါဘူးအမေရိကန်မှာမဟုတ်ပါဘူး ဆန္ဒပြရာကနေတော်ခိုကြတာတော်လံပုံကန်ကြတာက ထိုင်းတွေလည်းမလုပ်သလိုဘင်္ဂလားဒေ့တွေလည်းမလုပ်ခဲ့ပါဘူးဆန္ဒပြရာကနေတော်ခိုကြတာဆန္ဒပြရာကနေလက်နက်ကင်ပြီးတော်လံရေးလုံးကြတာဟာမြန်မာမှာပဲရှိတဲ့တခုတည်းသော နိုင်ငံရေးဒလိအမှားကြီးပါ ကျွန်တော်ဒီလိုရေးတဲ့အခါသူများနိုင်ငံကစစ်တပ်တွေကပြည်သူလူထုကိုပြစ်မှတ်သက်ဘူးလို့စောရကတက်လာနိုင်ပါတယ်ဒီလိုစောရကတက်တဲ့သူတွေကိုကျွန်တော်ပြောနိုင်တာက မထင်တဲ့ကုလူကြီးအမေရိကန်တွေလည်းပိုးစိုးပတ်ဆက်တွေ့တာပါပဲဇွန်လတုန်းကအမေရိကန်ဆန္ဒပြပွဲမှာကားနဲ့တိုက်မြင်းနဲ့တိုက်တနက်နဲ့ပြပြီးနှိမ်နှင်းလို့အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်မယ်လို့တောင် ရေးကြတဲ့အထဲဒေါက်တာမင်းစောဦးတို့လိုပညာရှင်တွေတောင်ပါခဲ့ပါသေးတယ်သူတို့ကမြမဒလိစရိုက်နဲ့နှိုင်းပြီးတော့ထရန်အစိုးရကိုလက်နက်ကင်ကတော်လန်ကြအောင်မယ်ထင်လို့မှန်းဆရေးခဲ့ကြတာဖြစ်တယ်ကျွန်တော်ကမထင်ခဲ့ပါဘူး အမေရိကန်တွေမှာမြန်မာတွေလိုတည်စဲအစိုးရနဲ့တက်မလို့ကိုတော်လန်ပုံကန်ရင်နိုင်ငံရေးဖြစ်တယ်ဆိုတော့နိုင်ငံရေးဒလီအမှားကြီးရှိမနေလို့မထင်ခဲ့တာဖြစ်ပါတယ်ဇွန်လကအမေရိကန်ဆန္ဒပြပွဲတွေလည်းဘလောက်ထိဆိုးရွားခဲ့တယ်လဲဆိုရင်အမေရိကန်ဥပဒေကိုကျော်လွန်ပြီး မရင်းတပ်တွေ ကြီးတပ်တွေကိုပါမျိုးရဲထည့်ပြီးပြစ်ခတ်နှိမ်နှင်းခဲ့လို့အခုထိထရန့်နဲ့ပြည်နယ်အစိုးရတွေကြားမှာပြဿနာတက်နေတုံးပါပဲ။ တကယ်ဆိုရင်ဥပဒေအရ National Grafford တွင်နေပဲနေနှင်းခွင့်ရှိပေမဲ့ Trump ကကြော်လွန်လှုပ်ဆောင်ခဲ့လို့အခုထိရှင်းလို့မပြီးသေးပါဘူးဆိုတော့ပြောချင်တာကမြန်မာပြည်ရဲ့ဆန္ဒပြရာက နေလက်နက်ကင်ပုံကန်တတ်တဲ့နိုင်ငံရေးဓလေ့အမှားကြီးကိုပြင်ဖို့လိုပါလိမ့်မယ်မပြင်နိုင်သေးရောမွဲကြပေးအောင်ပေါ်လို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဇန်နရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ NCA မှာတက်တန်းရှိတင်ပါတယ်တိုင်းရင်းသားလက်နက်ကိုင်တွေသားတကယ်တမ်းနိုင်ငံရေးကို NCA ကနေတော်ရင်ဖွဲ့စည်းပုံကိုတစ်ဖက်ကပြင်လို့ရနိုင်တယ်လို့လွတ်တော်အထိတည်ဝင်အကျုံးဝင်တဲ့နီလန်တကူလည်းဖြစ်တယ်ခတ်တာက DDR SSR အထိမတော်ကျင်ကြပါဘူးစစ်ဘင်ဝါရနဲ့ဝါလိုပုံစံတူလက်နက်ကင်တပ်ဖွဲ့ကိုစီရှိထားပြီ ုပ်ချုပ်ချိန်ကြတာကအဓိကပြဿနာ ဖြစ်နေပါတယ်။ဆိုလိုတာကဖွဲ့စည်းပုံကနေသူတို့ကိုတော့ကိုပိုင်ပြဋ္ဌာန်းခွင့်တွေဖက်ဒရယ်သဘောတရားအတိုင်းအပြည့်အဝလိုချင်တယ်။လက်နက်တော့မပြုတ်သိမ်းနိုင်ဘူး။မဲပုံလိုက်မထောင်နိုင်ဘူးဆိုတော့ဒီမိုကရေစီကျင့်ဝတ်တွေကြတော့လက်ရှောင်ထားကြပါတယ်လက်နဲ့မဖြုတ်သိမ်းမဲနိုင်ငံရေးလိုလားချက်ကိုအတလို့ပေးထားရင်ဒါမှမဟုတ် နေဆက်ဒေသတွေမှာ BGF လူမျိုးဖွဲ့မယ်လို့ဂရိခံထားပေမဲ့နောင်အင်အားကြီးလာရင် ပြည်တော်စုကိုပုံကန်တဲ့အချိုးမျိုးချိုးလာရင်ဘာဆက်လုပ်ကြမှာလဲဆိုတဲ့မေးခွန်းကိုဘလို့ပြန်ဖြေကြမှာလဲနိုင်ငံရေးလိုလားချက်ရခြင်းလို့လက်နက်ကင်ရတဲ့နိုင်ငံရေးပအဝင်ခွင့်နဲ့တည်ရန်ဆန္ဒလုပ်ပိုင်ခွင့်တွေကိုဖွဲ့စည်းပုံရဲ့နောက်ဆက်တွဲစရာမှာပြင်နိုင်ရင်လက်နက်ဖြုတ်သိမ်းရမှာပဲမဟုတ်ဘူးလားတကယ်တော့ ဂိတ်တိုင်းအခွန်ကောက်နဲ့ဆက်ကြီးကောက်ကြတဲ့ဒလေကအီအိုတွေမှာအယိုးဆွဲအမြင့်တွယ်နေခဲ့တာလဲကြာခဲ့ပါပြီ။ဒါကြောင့်လဲဝါဟာသူ့ရဲ့ဒေသမှာ ဖြီတော်စုဝန်ထမ်းမထားပါဘူး။မြန်မာပိုက်ဆံမသုံးပါဘူး။ကိုုံကုံပြောရရင်ဒေသထွက်တဲ့ဘေတယံဇာတကလည်းဖြီတော်စု စီမရောက်ပါဘူး။ဒါပေမဲ့မြေရှားကနေဖြစ်လာတဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရင်တော့နိုင်ငံတော်ကတာဝန်ယူပြီးရှင်းပေးရမလို့ဖြစ်လာတယ် ကောင်းတာကတော့ NCA ကဘယ်နှစ်အတွင်းအပြည့်အပြည့်ဆိုတဲ့မန်ဒေးရှိရင်ပိုကောင်းပါမယ်ဒီခင်းချင်းကိုပါနိုင်အောင်လဲဖြစ်တင်တာတွေညှိကြရပါမယ်မပါတော့ဘူးဒေချာရင်လဲရှစ်ခေနေသားတွေကောင်းဆောင် ချိန်ပြီးနေသားအစ်စ်တင်တယ်လို့မျိုးပြက်ပြက်သားသားလှုပ်သိမ့်ရင်လှုပ်ရပါမယ်မဟုတ်ရင်ဒေတာလဲနာတယ်ပြည်သူလူလူလဲနာပါတယ်တိုင်းပြည်လဲရှိသိရှိတတ်တဲ့အနေအထားကို မရောက်ပါဘူး ပြည်နယ်စည်းရရင်လည်းဆိုပြီးပေါက်ပန်း40လက်နက်ကင်ပြီးအကြမ်းဖက်လုပ်ငန်းတွေလုပ်ကြပါတယ်။မြေပြင်မှာစာတင်ကြောင်းတွေဆေးရုံတွေအစိုးရပိုင်းအဆောက်အဦတွေကိုဖျက်ဆီးတယ်။လန်ဒရာတွေချိုးတယ်။ဗုဒ္ဓဘာသာကိုးကွယ်ထားခြင်းအတူတူတောင်းပရိဒတ်ရှမ်းဖုန်ကြီးကျောင်းက ကားတွေကိုပလောင်ရေမချိုးတွေကခိုးပြီးယူသွားကြပါတယ်။မြို့ရွာတွေကအိမ်တွေကိုပေါင်ပြီးတံမိုးရှိပစ္စည်းတွေယူသလိုအစိုးရနဲ့ဗုဒ္ဓကဗန်တွေကိုလည်းဖောက်ထွင်းပြီးယူကြတယ်။ ါတွေကသမိုင်းပါပဲဘာသမိုင်းလဲဆိုတော့ရေမချိုးပလောင်အကြမ်းဖက်တွေရဲ့တောက်ကျင်းရုပ်တဲ့သမိုင်းလဲဖြစ်ပါတယ်မျိုးဆက်အလိုက်အပြောခံရမဲ့သမိုင်းမှတ်တမ်းဆိုလဲဖြစ်တယ်ဒီလိုပလောင်အကြမ်းဖက်လက်နက်ကင်အဖွဲ့စည်းကပြည်သူဗန္နာနဲ့စောက်ထားတဲ့အဆောက်အဦတွေကိုဖျက်ဆီးတယ်ပြည်သူဗန္နာတွေလဲဖောက်ပြီးယူမတော့ပြည်တော်စုတံပိုးနဲ့အတူ ရှင်တွဲနေထိုင်မှုအတွက်ထိုက်တန်သလားဆိုတာမညာရန် ကိုကိုကိုပြန်မေးကြည့်ကြပေါ့တိုင်းရင်သားလက်နက်ကင်အမိခံထားလဲတခိုးကတော့တခိုးပါပဲ KNU ရဲ့ဂုံတိတ်ခါကကြားပြန့်အောင် ရောက်သွားပြီလို့ပြောလို့ရပါတယ်ညောင်မြင့်တူးရင် ပုံသင်ဥပေါ်သလိုဖြစ်ကုန်ပါပြီကြည့်ရတာစော့တော်နီတို့ကွက်ထွင်းတို့ကမလဲသေး၍ KNU က NLD နောက်ကိုလိုက်သားရွမဲ့ဂိမ်းပါ နစ်ကနစဲကျော်လက်နက်ကင်နာကြတဲ့အပွဲစည်းခေါင်းဆောင်ကတရေမမှန်တော့မြောင်းနေရောက်သွားရတဲ့သဘောပါမြောင်းဝရီအတွက်အရေးကြီးတဲ့ဘေးနံခံစည်ကုန်းနေရာတွေကိုရန်လိုက်ပါတယ်အထူးသဖြင့်လက်ခတ်တောင်ဆွေတော်ကုန်း၄ကီကုန်းနဲ့ရှုကင်းသာစခန်းတွေကစီရေးအရအဓိကကျခဲ့တယ်ဒီစခန်းတွေရဖို့တိုက်ပွဲကြီးငယ်ပေါင်း58ကြိမ်အထိဖြစ်ခဲ့သလို KNU KNLA ရဲ့အဓိကစီးပွားရေးလုပ်ွက်ဖြစ်တဲ့ KK ဘက်ကိုဒိန်းချုပ်နိုင်ခဲ့တာကတော့အပေါ်ဆွလက်လို့ဆိုရမှာပါ KK ဘရဲကအဆောက်အုံပေါင်း300ကျော်လုပ်ငန်းတွင်လက်ပတ်နေသူက2190ရှိဦးနိုင်ငံတော်ကခွင့်ပြုထားတဲ့အမိန့်ညွန်ကြားချက်လည်းမရှိလို့ဥရေရဆက်လက်ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားတာတွေ့ရပါတယ်ဒါတွေဘာကြောင့်ဖြစ်လာတယ်လဲမေးရင် တနစ်ကိုတမျိုးလောက်တိုက်ယူနေရရင်မြို့60ကိုနှစ်ပေါင်း60လောက်ကြာသွားမယ်ဆိုပြီးလူပြတ်လောက်ရာကနေရွေးကောက်ပွဲကိုဆန့်ကျင်ပါတယ် NCA ကစက်ကူစုပ်ပါလို့အာချောင်ခဲ့ရာကနေဒီအကျိုးဆက်တွေဖြစ်လာတာလို့ပဲသုံးသပ်ရပါမယ်နိုင်ငံတကာကလည်းကြားပြတ်နဲ့ပတ်သက်ပြီးအာယုံဆိုင်နေခြင်းလိုအပ်ရင်အကြမ်းဖက်ပုံမှန်အပြင်ကြားပြတ်ခေါင်းစဉ်နဲ့ပါဆွတ်ကပ်ရင်စွန်တော်နီးနဲ့ကွက်တူဝင်းတို့က ထိုင်းမာရောင်ပြေးပေါက်မရှိတော့တော့ပါဘူး။ KIA နဲ့တခြားလက်နက်ကင်တွေရဲ့စံပြအဖြစ် KNU ကိုတဆုံးချိတ်ပြနိုင်ရင်တခြားအဖွဲ့တွေလည်းသဘောပေါက်သွားနိုင်လိမ့်မယ်။ဒန်တူညီမြရေးအတွက်လက်နက်ကင်ရပါတယ်ဆိုတဲ့ KNU အနေနဲ့ကြားဖြန့်ခေါင်းစဉ်အောက်ကနေဘလို့ယုံထွက်နိုင်မလဲ။ခေါင်းစဉ်ကြီးကြီးတက်ပြီးရှင်းထုတ်လိုက်ုံနဲ့ KNU ကလမ်းဘေးရောက်သွားမဲ့သဘောပါ။ဘာပဲဖြစ်ဖြစ်မှတ်လောက်သားလောက်အောင်တော့လုတ်ပြရမှာပါ။ တတိအာမချောင်ရဘာညာပေါ့လေ legitimacy ဆိုတာအလကားဖြစ်လာတာမဟုတ်ပါဘူးဗြဟ္မဝိနိုင်ငံကြီးမှာအိန္ဒိယအတွက်ရောတရုတ်အတွက် ရောမြန်မာကအဓိကကြတယ်ဆိုတဲ့အချက်ကိုဘယ်နိုင်ငံကြီးဂရုတွေကမှငင်းချက် ထုတ်နိုင်မှာမဟုတ်ပါဘူးတရုတ်မြန်မာစီးပွားရေးဇင်းကြံဟာ BRI ရဲ့အစိအပိုင်းတစ်ခုပါတရုတ်အရှိဘကပင်လယ်စိတ်ကမ်းတွေဆိုတာ တောင်ကိုရီးယားဂျပန်ထိုင်ဝမ်နဲ့အရှေ့တောင်အာရှရဲ့ဖိလစ်ပင်းတွေနဲ့ပါ ပိတ်မိနေချိန်မှာ SCO ရဲ့ကောဇွန်ဒီခင်ဗျမြန်မာကိုထဲ့ကလေးကအတိန်နဲ့ရှိနေပြီဆိုတာမှန်းဆလို့ရတယ်ဒီကလာတွေမှာ plan B plan C အရာထိုင်းကနေလဲဖြတ်ဖို့ကြိုးစားပါသေးတယ်ထိုင်းနိုင်ငံရေးအပြောင်းလဲမှာစီမံကိန်းတွေဒီစီမံကိန်းတွေလဲပလုံစွတ်တဲ့သဘော ဖြစ်တာတွေ့ရပါတယ်နောက်ပိုင်း အိန္ဒိယရဲ့အရှိပီနယ်ခုနှစ်ခုနဲ့ရုရှားရဲ့အရှိပြားဒေသတိုးတက်ရေးပေါ်လစီကမြန်မာနဲ့လာချိတ်ပြန်ပါတယ်ရုရှားကလုံနေတဲ့အရှိပြားစီးပွားရေးဖိုရန်ကလော့ဂျစ်ကြကြလုံနေတဲ့မဟာဗျူဟာတစ်ခုပါဆိုတော့မြန်မာရဲ့နောက်ွယ်မှာဒီနိုင်ငံကြီးတွေရှိနေတဲ့အနေအထားအာဆီယံထဲမှာကို တရုတ်ကတ်တဲ့သူနဲ့အနောက်ကတ်တဲ့သူကွဲနေတဲ့အခြေအနေမှာဘာကိစ္စအာဆီယံက လှ่มဲ့ရွေးကော်ပွဲစောင့်ကြည်အဖွဲ့ကိုမြုံနေမှာလဲပေါ့လေအနည်းဆက်ဆုံးတိုင်းရှိမဲ့မဲကောင်လန်ချန်းအဖွဲ့တွေရှိမဲ့အေးအေးလူလူပါပဲကူလဲမလေးမှာလုံးမဲ့အခမ်းအနားမှာယာယီသမရတက်မဲ့အတန်တွေထွက်လာတဲ့တီမောဝင်ငွေ့ဖဲချက်ကိုကင်ထားတဲ့မြန်မာကိုအဝေးရောက်နဲ့ထောက်ခံခိုင်းလို့ရမှာလေလားခြုံကျင်းလိုက်ရင်တော့ legitimacy ဆိုတာလက်သုံးချောင်းထောင်ပြီးဘာ project ညာ project နဲ့ ခွင်းဖန်နေလို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနိုင်ခဲ့တဲ့လောက်ရလို့ပြောလို့ရပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာပိုင်စိုးရေးသားထားတဲ့ view ဟာပြောင်းလာတဲ့ online တော်လန်ရေးဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာ နူဂျီရဲ့ငွေကြေးအဓိကနောက်တိုင်တစ်ခုဖြစ်တဲ့ဘန်ဆယ်လိုကတော့ဒေါ်လန်ရေးမောင်ငင်ပတ်စာခွာဖျာသိမ်းသွားခဲ့ပါပြီ။သူ့အဖေဥကျော်နိုင်တဲ့ရောက်အနေအထိုင်မတက်တာကနေစပြီးဒေါ်လန်ရေးရန်ပုံငွေတွေအလွဲသုံးစားလုပ်နေကြောင်းတယောက်ပြီးတယောက်ထောက်ပြလာအပြီးမှာတကီးလို့ခေါ်တဲ့ project တစ်ခုကိုလက်ညှိုးထိုးပြီးလူလူအာယုံကိုလွှဲထုတ်လိုက်ပါတယ်။ဒါပေမဲ့တက်သေးတွေရသွားပြီဖြစ်တဲ့ရံဘတ်တွေရဲ့24နာရီတောက်ပြပြောဆိုမှုတွေကြောင့် ဘလူးမက်ရထားတဲ့ FVB ကိုမှဖြတ်မိတယ်ဆိုပြီးဖြတ်ချပြေးရတဲ့အဆင့်ရောက်သွားပါတယ်။အဓိကကတော့ရဲရဲတောက်ထားတဲ့ပေမို့လို့အကျန်းဘက်ဥပဒေတွေနဲ့တက်တည်မကျအောင် ဖြတ်ချလိုက်တာဖြစ်ပါလိမ့်မယ်။ကျန်တဲ့ပေပေါင်း16000ကနေ online shopping ပဲလုပ်တော့မယ်ထင်ပါတယ်။ FVB ကိုဖျက်ချတဲ့အကြောင်းရင်းကို လူလူအာယုံမဆိုင်မိအောင် အချိန်သေး မြန်မာနိုင်ငံပြန်ရောက်နေတဲ့သမီးစိုးခေါင်းစဉ်နဲ့ပန်ဆယ်လိုအောက်ဆွဲဒနဆိုတဲ့ပေတကူကနေပြီးတော့ divide လုပ်ပါတယ်စကကြအနေနဲ့သမီးစိုးဆိုတာမြန်မာပြည် online ထွန်းကားကဇကာလတွေရဲ့မူရင်းဗရမပန်ဆယ်လိုပါပဲ2010ဝန်းကျင်တုန်းကစစ်သားတွေကိုနိုင်ငံခြားကနေဆဲဆိုတာမဟုတ်တရုတ်ပြောတာတွေကသမီးစိုးအရင် လုပ်ခဲ့တာပါ သူ့လင်မျက်နှာကြောင့်အရင်အပြစ်တွေကြီးအေးလိုက်ပေမဲ့ဒီတစ်ခေါက်မှာတော့အကျန်းဖက်အာဘေးထောက်ဖို့လုပ်ခဲ့တဲ့တပ်သေးတပ်ကာရနဲ့တိုင်တဲ့လူကြီးလို့အဖမ်းခံရတာဖြစ်ပါတယ်။သမီးဆုံးအကြောင်းဘန်ဆယ်လိုကပျော်ပျော်ကြီးရေးနေတာတွေ့ရတော့ကံကံဤအကျိုးကို မသိရှာဘူးပဲလို့ကရုဏာတတ်မိပါတယ်။သမီးဆိုအဖန်ခံရတော့တမရောကဝေးဦးစည်းချုပ်ဇနီးကိုစော်ကားလို့တမရောသားတွေကိုပုတ်ခတ်လို့ဆိုတဲ့ပုံစံနဲ့လူလူကိုလှည့်ပြန် လုတ်ပါတယ်မနေ့ကကေကေဘက်ကိုတက်မတော်ဘက်ကဝင်ရောက်ရှင်းလင်းပြီးတရားမဝင်စတားလင်တွေတင်းဆဲရမိတဲ့အကြောင်းဆိုရင်လဲအမေရိကန်ကကြားဖြန့်ကိုစိတ်ဝင်စားနေပြီမို့စစ်တပ်ကပဲခွင့်ပြုထားပြီးမှဝင် အသိမ်းပြရတဲ့အောင်ခေါင်းစဉ်တွေတက်ကြပါတယ်တကယ်ဆိုကေကေဘက်က GNU ထိန်းချုပ်နေမြေလေးကီကိုအရှိပဲထိုင်းနယ်စပ်မှာရှိတာပါ တိုင်းကုမ္ပဏီစီကိုသဘောနဲ့ကိုတေကဘတ်3000ခွဲနဲ့ဧကတရားကို230စာမြင်ငါစားတာ KNU ပါအခုမှတမတော်ဘက်ကလေကြီးကိုကိုရလို့ KK ဘက်ကိုဝင်ရတာမဟုတ်လားဘယ်သူကကြားဖြန့်ခေါင်းကင်လဲဆိုတာစဉ်းစားကြည့်ပေါ့နောက်ဆုံးသူတို့သုံးနေတဲ့တဏီကတော့သူ့လူကိုဘသားနဲ့ပူးသက်အကောင်တွေမွေးပြီးတက်ထောက်ခံသူတွေကြခလောက်ဆန္ဒမျိုးပါဒါကလည်း ရေကောက်ဝဲနီးလာတာနဲ့အမြပါတီဆွဲတွေကြားမှာလဲခလောက်ဆံမဲ့အကောက်တွေရှိလာပါလိမ့်မယ်ဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ဆံမိုးနေဆိုရန်ကုန်တက္ကသိုလ်ရေးသားတဲ့သဘုံနဲ့နိုင်ငံဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာသဘုံရှိတဲ့နိုင်ငံဘယ်တော့မှမအေးချမ်းမတိုးတက်ပါဘူးသဘုံတွေထဲမှာမြန်မာနိုင်ငံကသဘုံတွေကနှစ်အရှည်ဆုံးသဘုံတွေဖြစ်ပါတယ် နေပေါင်းများစွာမအောင်မြင်နိုင်တဲ့အလုပ်ကိုခေါင်းစဉ်ပြောင်းပြောင်းပြီးဆက်လုပ်နေတာအကျိုးရနေလို့ပါစစ်တကားဗိုလ်ချုပ်ကြီးတွေပဲချမ်းသာနေတယ်လို့ပြောနေတဲ့အချိန်မှာ KNU ခေါင်းဆောင်တယောက်ရဲ့သားကသိမ်းပေါင်း9000လောက်ဒဏ်နဲ့နိုင်ကိုဝတ်နေထားပါတယ်တလားကိုသိန်း9000အခွန်ရပါတယ်လို့တယောက်ကကြီးညာတယ်မန္တလေးကတယောက်ကသူကြီးစားကိုရွှေ9ဘိတ်သာတင်တောင်းပါတယ်တဲ့ နှစ်20လောက်အမေရိကန်မှာအလုံးလုံးနေတဲ့ကရင်အမျိုးသမီးကဒေါ်လာ3ညော်တန်းအိမ်မဝယ်နိုင်ဘူးပြောပြီးခဏလေးနဲ့ဒေါ်လာ3တန်းချီဝယ်နိုင်တဲ့ဒေါ်လာရင်းသမားတွေကို အပြစ်ပြောတဲ့ဗီဒီယိုထွက်လာပါတယ်နိုင်ငံတိုင်းကသဘုံအလိုမရှိပါဘူးသဘုံရှိပြီးဆိုတာနဲ့နိုင်ငံစီဝါရေးဘတ်ဂျက်အလို့အကိုင်းတည်ငြိမ်အေဂျင့်မှုတရားဥပဒေစိုးမိုးမှုအကုန်ဖြည့်ဆည်းခံရပါတယ် ဒါကြောင့်နိုင်ငံတိုင်းတပုံမရှိဖို့ကြိုးစားဆောင်ရွက်ကြပါတယ်။တပုံနဲ့ပညာကပြောင်းပြန်အချိုးကျတယ်။ပညာများရင်တပုံနဲ့တယ်။ပညာနဲ့ရင်တပုံများတယ်။မြန်မာနိုင်ငံတပုံများတာပညာနဲ့တဲ့သူများလို့ပါ။ကဘာနဲ့ခြေတက်တော်ရှိတပုံဖြစ်တဲ့တဲမှာတိလင်္ကာက တမိချန်းတပုံကိုလံဘီယာက SARC တပုံနဲ့ဆီးရီးယားက တူရကီကိုနေမြေတောင်းနေတဲ့ PKK ကတ်သဘုံတို့လည်းပါပါတယ်အဲ့ဒီအဖွဲ့တွေကမတူညီတဲ့ဘုံနဲ့လက်နက်ကင်မှုပြီးဆုံးခဲ့တယ်တိရလင်ကကြားသဘုံတွေကိုအစိုးရက အပြစ်ချေမှုန်းလိုက်ပြီးကိုလံဘီယာက SARC သဘုံကနိုင်ငံရေးပါတီအနေနဲ့သာဆက်ရက်ဒီသွားမယ်လို့အစိုးရနဲ့သဘောတူပြီး ကုလသမဂ္ဂအရှိမလက်မှတ်ထိုးလက်နက်စွန့်ခဲ့ပါတယ် ကန်သမုံတွေလည်းစီးရီးယားအစိုးရအပြောင်းလဲဖြစ်ပြီးအာဆက်ထွက်ပြီးတဲ့နောက်သူတို့ကင်ထားတဲ့လက်နက်တွေကိုကုတကူထဲမှာထည့်ပြီးမီးရှို့လိုက်ပြီးတော့သဘုံအလုတ်ကိုစွန့်လွတ်ခဲ့ပါတယ်။တရီလင်္ကာကတမိချန်းသဘုံတွေက1956ခုနှစ်ကစာပြီးလက်နက်ကင်သဘုံ လုတ်ခဲ့ပါတယ်။ကိုလံဘီယာက SARC သဘုံက1964ကစာပြီးလက်နက်ကင်ခဲ့တယ်။ PKK ကတ်သဘုံက1984မှာစတင် ဖွဲ့စည်းခဲ့ပြီး1984မှာလက်နက်စကင်ခဲ့တယ်။မကြာခင်တည်းကမြန်မာနိုင်ငံမှာ NCA စနစ်ပြည့်အခမ်းအနားလုပ်ခဲ့ပါတယ်။ NCA မှာလက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေက6ဖွဲ့ကအခမ်းအနားမတက်ပဲ NCA ပြက်ပြီလို့ဝါဒပြန်ပြီးသဘုံပြန်လုပ်ပါတယ်။ တို့သဘုံပြန်လုတ်ပြီမဲ့ NCA ကို နိုင်ငံတကာကပါပို့ပြီးတော့စိတ်ဝင်စားထောက်ခံလာပါတယ်မြန်မာနိုင်ငံကလမ်းစုံတစ်ခုကိုရောက်လာတယ်မကြခင်မှာရွေးကောက်ပွဲလုပ်တော့မယ်တစ်ချိန်တည်းမှာလည်းနိုင်ငံဖြည့်ဆည်းနေတဲ့သဘုံတွေကိုရှင်းနေတယ်မြန်မာနိုင်ငံကကိုလံဘီယာတို့သီရိလင်္ကာတို့လိုသဘုံတစ်ဖွဲ့တည်းရှိတဲ့နိုင်ငံမဟုတ်ပါဘူးဦးနှင်းပဲ့ထောင်ပင်နှင့်ဦးထောင်ဆိုသလိုနေရာစုံကတစ်ဖွဲ့တစ်မျိုးလှုပ်ရှားနေတဲ့နိုင်ငံဖြစ်နေတယ် အဘောကဥပမာပေးထားတဲ့ဤသုံးခုကိုဆိုင်ရာအဖွဲ့လိုက်လိုအပ်သလို အစီအစဉ်ချလုပ်ရမယ်နိုင်ငံဖြစ်လာပါတယ်။တချို့အဖွဲ့ကိုတတိငင်္ဂလို အပြက်ရှင်းရမယ်။ DNL ပလောင်တို့ AA တို့ KIA တို့လိုအဖွဲ့တွေကိုပေါ့။အဲ့ဒီအဖွဲ့တွေကဆက်ရည်ဒီခွင့်မပေးသင့်တဲ့အယူအဆရှိပါတယ်။တချို့အဖွဲ့ကိုကိုလံဘီယံလိုနိုင်ငံရေးပါတီအနေနဲ့ရည်ဒီပြီးလိုချင်တာကိုလွှတ်တော်ကတောင်းလို့ညှိနှိုင်းလို့ရပါမယ်။ ယူတိုလို SC တို့မိုင်းလာလို့အဖွဲမျိုးတွေလို့ပေါ့ဒီအစီအစဉ်ကလက်နက်ကင်အကုန်လုံးလိုက်နာတဲ့နဲ့အစီအစဉ်မျိုးပါ PPK ကတ်တဘုံလိုမျိုးကစီးရီးယားအစိုးရပြောင်းသွားသလိုဖြစ်လာရင် ပေါ်လာနိုင်မဲ့အဖွဲတွေရှိနိုင်တယ်ရွေးကောက်ပွဲကြောင်းအရင်သားအစိုးရဖြစ်သွားပြီဆိုရင်စစ်တပ်အာဏာယူထားလို့လက်နက်ကင်တယ်ဆိုတဲ့ခေါင်းစဉ်မရှိတော့မဲ့ဗရက်တချို့တွေဖြစ်နိုင်ပါတယ်တချို့ဗရက်လောက်သာမျောလင်းလို့ရပါမယ် တချို့ကစီးပွားရေးလမ်းဖြောင့်ကုန်ပါပြီလိုအပ်ရင်ဘီးစိတ်တိုက်ချရပါတော့မယ်ပြောထားတဲ့လမ်းစဉ်တွေအတိုင်းလုံးလို့မရရင်သီရိလင်္ကာနိုင်ငံလိုသာလှုပ်လိုက်တာကောင်းပါတယ်ကိုနိုင်ငံသားချင်းချင်းတို့စီးလုံးညီညွတ်ရေးတို့ဆိုတာအကြောင်းမျိုးစုံပြလှုပ်ရှားတဲ့သဘုံတွေအတွက်မလိုအပ်ပါဘူးတိတ်ခါရှိရှိပညာရှိရှိနဲ့အားလုံးကောင်းစေမယ်ကင်ထားတဲ့သူတွေသာအကျိုးရှိတဲ့လက်နက်တွေစွန့်လွတ်ဖို့လမ်းတွေရှိသလိုစွန့်လဲစွန့်လွတ်သင့်နေပါပြီ။ လက်နဲ့မစွန့်နိုင်ဘဲနဲ့ Federal ပြည်တော်စုလိုချင်လို့မရနိုင်သလိုကမ္ဘာမှာ Confederation နိုင်ငံလည်းမရှိတော့ဘူးဆိုတဲ့အခြေခံအချက်ကိုတော့နားလည်ထားဖို့လိုပါတယ်တဘုံတွင်တဲ့နိုင်ငံအဖြစ်ရက်ဆက်ပြီးတော့ရက်ဒီမလားဒူရူတန်တန်နိုင်ငံအဖြစ်ဆက်ရက်ဒီမလားဆိုတာခိုင်ခိုင်ရှင်တွေရွေးချယ်ရပါမယ်ဘယ်အဖွဲ့တွေကဘယ်အစီအစဉ်နဲ့ပါဝင်တင်လဲဆိုတာအလုံးစဉ်းစားကြည့်ပါပြည်သူစစ်စစ်ကတော့ ဘယ်သဘုံမှမလိုချင်တော့ဘူးအကုန်လက်နဲ့ဖြုတ်သိမ်းလိုက်စေခြင်းနဲ့ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမှာဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြအပ်ပါတယ်